ရက်90စပားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်နားလဲတလောက်တီးတလောက်လေးကိုကျွန်တော်ညှ့ဝေပြီးမယ်နော်ရက်90စပားကမျိုးကွဲအုပ်စုကကျွန်တော်တီးတလောက်တောင်မှ9မျိုး6မျိုးလောက်ရှိတယ်ဗျနောက်ဘာမျိုးတွေလဲဆိုတော့နှံကောက်ရက်90လဲထွက်လာတာတွေ့တယ် BNN ရက်90တာလဲရှိတယ် BNN ရက်90ပေါ့နော်အဲ့ရက်90လဲရှိတယ်နောက်တစ်ခါ RD အုပ်စုထဲမှာထွက်လာတဲ့ရက်90ဆိုတာလဲရှိတယ်နောက်တစ်ခါတော့ရိုးရိုးရက်90ဆိုတာရှိတယ်အညာသားရက်90ဆိုတာရှိတယ် ရကိုးတွေကအများကြီးပဲထွက်လာတာအဲ့တော့စပားတွေကကျွန်တော်တို့တပုံနဲ့တပုံပုံစံရင်းမတူကြဘူးမိကောက်ကောက်လေးတွေနဲ့စပလုံးသေးတာလေးတွေနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်လာတော့ဒါကိုကျွန်တော်တို့ကုံတွေပွဲသားတွေကဝယ်ကြိတ်တဲ့ခါကျရင်ရကိုးဆယ်ဆိုပြီးတော့ကြိတ်လိုက်တာပဲရကိုးဆယ်ဆိုပြီးကြိတ်လိုက်တဲ့ခါစန်းဆိုင်တွေကိုသွားရောက်တော့စန်းဆိုင်ကလည်းဝယ်တယ်ရကိုးဆယ်ဆန်းဆိုပြီးတော့ရောင်းတယ်ထမင်းကြီးသွေးပိုက်မှကြတော့ရကိုးဆယ်ဆိုတဲ့စံတို့ရဲ့အုပ်စုရဲ့အမှန်ကရကိုးဆယ်စံမှန်ရင်စံမှားပါတယ်နော် သူက190ဆန်းကစံမာတဲ့အုပ်စုဘာသာစဘာတို့မိဒီမာကဘယ်စဘာမျိုးမဆိုကျွန်တော်ရဲ့ဓမိတ်ဆွေတွေလည်းနားလည်မှာပါစဘာကအသက်ရတူလီစံမာလီဖြစ်ပါတယ်နော်အဲ့တော့အသက်ရတူလီစံမာလီဖြစ်တဲ့အတွက်ကို190ကစံမာအုပ်စုတွေကဖြစ်တယ်ဘယ်တော့မှစံပြောအုပ်စုမဟုတ်ပါဘူးအဲ့တော့190ကိုကအခုနောက်ထပ်လာတဲ့ဒီ190တွေဆိုရင်ကျွန်တော်တို့ကစံပြောအုပ်စုတွေဖြစ်ပေါ့ရင်ကျိုးတယ်ဒီရင်ကွဲတယ်ပေါ့နော်စံကျိုးတယ် စံနာမထွက်ဘူးအမှန်ရ60ကတရား10ပေါင်နဲ့ကျွန်တော်တို့စံကြိတ်မယ်ဆိုရင်24ဘိုင်း25ဘိုင်း23ဘိုင်းရအနည်းဆုံးထွက်တယ်အခုရ60တွေအလုံးမထွက်တော့ဘူး16ဘိုင်း18ဘိုင်းအပိုင်း20အဲ့လောက်လောက်တွေပဲထွက်တော့တာဒါရ60မျိုးကွဲတွေဖြစ်လာတာအဲ့တော့ရ60မျိုးကွဲနဲ့ရိုးရိုးရ60နဲ့ကိုဘယ်လိုခွဲကြမယ်ဆိုတော့ရ60မျိုးကွဲတွေကကျွန်တော်တို့တေချာကြည့်ကြည့်စပားတွေကဟိုကျွန်းနေတဲ့ပုံစံမျိုးရဲနေတာ ဒီကျွန်တော်တို့ဒီရိုးရိုးရ90ကအဲ့လိုမျိုးမရဲဘူးနောက်တစ်ခါထမင်းကြီးသွေးပိုင်းမှလည်းကွာတယ်ကျွန်တော်တို့အရာဝီတိုင်းတိုင်းမှာထွက်နေတဲ့ဒီဖျာပုံတို့ဟိုအောက်ဘက်ကဘိုးကလေးတို့မြောင်းများတို့နော်လက်ပတ်တာတို့အဲ့ဘက်ချမ်းဒီမှာထွက်တဲ့ရ90တွေဆိုထမင်းတော့ကောင်းတယ်ဗျကြိုက်တဲ့နေရာရ90နဲ့စမ်းလိုက်လို့မမှီဘူးရ90တွေထမင်းတော်တော်ကောင်းတယ်အဲ့တော့ရ90ရဲ့အုပ်စုကဘယ်နေ့ကိုထထလာတော့ကျွန်တော်တို့အညာသားအညာသားစဘာဆိုတာရ90စဘာနဲ့အတူတူပဲနော်ကျွန်တော်တို့ဒီဘက်ဘော်ဘက်တွေပေါ့ဒီတွန်တေးတို့ထန်းတပင်တို့ ကောမကွန်ရံကုန်းတွေမှာစိုက်လို့ဒီစပားတွေကအညာသားဖြစ်သွားတာအမှန်တော့ဒီစပားတွေကရက်60မျိုးတွေကျွန်တော်တို့မျိုးဆိုင်တွေမှာအညာသားရက်60ဆိုပြီးတော့မီးခွေရင်ရတယ်အဲ့တော့အညာသားမျိုးကကျွန်တော်တို့ရီးမြေဒေသကွာရောလို့ဒီအညာသားဆိုတဲ့ထမင်းရဲ့ရည်သွေးရလဲဘာဒီကွာလဲဆိုတော့သူကထမင်းအမသူ့အတွေ့အုပ်စုထဲမှာသူ့ကိုမှီလာတဲ့စံဆိုတာကျွန်တော်တို့လိုက်ရှာတော့လည်းမတွေ့သေးဘူးဘာဖြစ်ဆိုတော့ရန်ကုန်စံဆိုင်တော်တော်များများမှာရက်60မရောင်းတဲ့စံဆိုင်ဆိုရင်ဒါနောင်တရရပါလိမ့်မယ်ဘာဖြစ်ဆိုတော့ ။ထမင်းကရန်ကုန်မှာကဒီရ60ဆန်ကတော်တော်ရောင်းရတယ်။ညာသားပေါ့နော်ကျွန်တော်တို့ညာသားရ60ဆိုတဲ့ဒီအုပ်စုတွေကတော်တော်ကြီးကိုဈေးကွက်လဲပွင့်နေရောင်းလဲရောင်းရတယ်။နေရာတိုင်းလဲစိုက်လို့မရဘူး။အားကြောင့်မို့ဒီရ60ဆိုတဲ့ဒီညာသားအုပ်စုတွေပေါ့ဒီအုပ်စုတွေကတောယုံတောယုံစပားတွေနဲ့ရောပြီးတော့ပေါက်ကြည့်လို့လဲတိတ်ပြီးတော့အဆင်မပြေဘူး။စံမာကမာရမာပြောတာပြောဖြစ်သွားတတ်တယ်။အားကြောင့်မို့ညာသားရ60ကို ခွဲကြလို့ရအောင်ဘယ်လိုခွဲလဲဆိုတော့ခွဲနည်းကိုလေကျွန်တော်ပြပြပေးတာအညာသားကထမင်းတကယ်ကောင်းပါတယ်ညာသားကကျွန်တော်သိမှာပေါ့တောင်ပြန်လို့ပုံစံမျိုးသူ့ရဲ့ထမင်းသားကအေးလီဒါပေမဲ့ထမင်းအမှထမင်းအနှူးညံ့တော့မဟုတ်ဘူးเนาะသူကအေးလီမာလီပဲထမင်းမာလေထမင်းစားလို့ကောင်းတယ်ထမင်းချမ်းထမင်းတောင်ကြီးမှာအရှိကြီးတွေပဲကျွန်တော်တို့ရန်ကုန်ထဲမှာဆိုရင်တော့ရှိုးဘောဆန်းတို့ပါသူနဲ့ရောပြီးတော့အတူတူချက်စားလို့ချင်းနေတော်တော်ချက်စားလို့ကောင်းပါတယ်